အားသာဝါလာရှိညီကောင်မတော်များလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာဂျွန်လ23ရက်နေ့နောက်ဆုံးရအာဆင်ညနေသတင်း၄ပုဒ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဦးစားပေးကြည့်သူတိုင်းအောင်လဲကျေးဇူးတင်ပါတယ် ကယ်ဘရောင်းလင်းဘုတ်ကိုတော့ဂျွန်ခရော့စ်ကဖော်ပြသွားတဲ့သတင်းတစ်ပုဒ်နဲ့ကျွန်တော်ဆက်လိုက်အောင်သူကတော့မေတာသတင်းထောက်ပေါ့လေဂျွန်ခရော့စ်ကဖော်ပြသွားကြရရဆိုရင်တော့အာဆင်နယ်ရဲ့နံပါတ်1တိုက်စစ်တောင်ပံကစားမဖြစ်တဲ့ရီယယ်မက်ဒစ်ကရိုရီဂိုနဲ့ပတ်သက်ပြီးတော့အာဆင်နယ်တို့ကထိတ်တန့်ပြစ်မှတ်အဖြစ်ရှိနေသေးပဲဖြစ်တယ်။ကစားသမားကိုဆွဲဆောင်နိုင်မလားဆိုတာတော့စောင့်ကြည့်ရမယ်။အခြား option တွေအာဆင်နယ်ကစဉ်းစားထားနိုင်ပေမဲ့ဒီကစားသမားကိုပဲအာဆင်နယ်ကဒီဇိုင်းမမတ်ချင်းကပ်မှုတွေလုပ်နေဆိုပြီးတော့ဖော်ပြသွားတယ်။ပြီးတော့ရီယယ်မက်ဒစ်ကသူတို့ရဲ့ player နဲ့ပတ်သက်ပြီးတော့ပေါင်တန်း80အထက်ရလို့ရှိရင်ရောင်းချ ောက်ဖို့ဆန္ဒရှိတယ်။ business income ပုံစံမျိုးအနေနဲ့ဆိုပြီးတော့သတင်းကတော့ပြသွားတယ်။ဆိုလိုချင်တာကအာဆင်နယ်က Rory ကိုလိုချင်နေသေးပဲဖြစ်တယ်။ Real ကလည်းရောင်းဖို့ဆန္ဒရှိရယ်။ဒါပေမဲ့ကစားသမားရဲ့စိတ်ဆန္ဒကိုတော့အာဆင်နယ်တို့သိမ့်ပိုက်နိုင်မလားဆိုတော့အချိန်တစ်ခုစောင့်ကြံ့မယ်ဆိုပြီးတော့မေတာရဲ့သတင်းထောက် John Cross ကဖော်ပြသွားပါတယ်။အဲ့တော့ဒီသတင်းနဲ့အပြိုင်မဲ့တချို့ report တွေရဆိုလို့ရှိရင်တော့ဇာဘီအလွန်ဆိုနဲ့ဆွေးနွေးပြီးသွားတာနဲ့လာမယ့်တစ်ပတ်အတွင်းမှာဒီကစားသမားကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်ချမယ်။ ်အသင်းမှာဆက်နေရမလားသူ့ကိုလိုချင်တဲ့တင်းနစ်စီကိုထောက်ခွာရမလားဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ decision making ကိုလာမဲ့တပတ်ထဲမှာလုပ်ဖို့ရှေ့ဆိုပြီးဖော်ပြသွားတယ်မလို့လို့လည်းမရတော့တဖြည်းဖြည်းဘောလုံးရာသီကပြန်ပြီးစတော့မယ်ဒီကစားသမားကို focus ထားပြီးလိုက်နေတဲ့ Arsenal ရဲ့ဈေးကွက်ထဲမှာတကယ်ကို world class ကစားသမားတောင်မှန်အတွက်ကလည်းတိတ်မရှိတော့ဒီကိုဝီလန်ဆိုလို့ရှိရင်လည်းဘာစီလိုနာကိုပါသွားပြီးအခြား ဒီကျမ်းပါတယ်ဆိုတော့ပရီးမီးယားလိမှာအသားချပြီးသားဝင်ကစားသမားတွေကလည်းပေါင်တန်း80အထက်တည်းပဲအဲ့တော့သူတို့ကတော့ရူရီကိုလိုက်ညာမှိုင်မဲ့ရီယက်တောင်းဆိုတဲ့တန်ကြီးကလည်းအာဆင်နီနဲ့ပေးချနိုင်တဲ့ပမာဏပဲဒါပေမဲ့ခတ်တာကပလေယာကိုယ်တိုင်ကရီယက်နေထွက်ချင်မထွက်ချင်ဆိုတာကိုပဲကျွန်တော်ကစောင့်ကြည့်နေတာအခုလည်းဒီနောက်ဆုံးကန်သွားခဲ့တဲ့ Club World Cup အုပ်စုဒုတိယပွဲစဉ်မှာဆိုလို့ရှိရင်တော့ကစားသမားဝင်ဆော့ခွင့်မရခဲ့ဘူးအဲ့လိုကစားသမားတဦးကိုဇာဘီအလွန်ဆိုကဘာကြောင့်ခြံလက်ခဲ့တော့မသိဘူးပထမအုပ်စုဖွင့်ပွဲစဉ်မှာတော့ဝင်ဆော့ခွင့်ရတယ်မင်းနဲ့အများစုပေါ့လေပြီးတော့လူစားလဲခံလိုက် တယ်ဟိုညားဆိုလို့ရှိရင်လူစားတော့ဝင်ပြီးစောက်ွက်မရအောင်အဲ့တော့ Real Madrid မှာ तू ပထမတောင်းဆိုမယ်ဆိုပြီးတချို့ list ထွက်လာခဲ့တဲ့ဟာလေးရှိအဲ့ဒါပါလို့ဆိုဘယ်ဘက်ချမ်းတိုက်စစ်တောင်းမှာ तू ဝင်စော့ကျင်နေဆိုပြီးတော့သတင်းတွေထွက်လာတယ်ပြီးတော့သူ့ရဲ့ပုံမှန်ပွဲထွက်ခွင့်ကိုပွဲရတဲ့ block ထိရမယ်ဆိုပြီးနီးပြတဲ့တိုင်ပြန်ပိုင်းနေအဲ့လိုဆိုတော့ Vinicius Junior ရှိတဲ့ဘယ်ဘက်ချမ်းတိုက်စစ်တောင်းမှာ तू ပွဲထွက်ခွင့်ရဖို့ဆိုတော့တော်တော်လေးတော့မလွယ်တဲ့အနေထားဒီလိုပဲညာဘက်ချမ်းတိုက်စစ်တောင်းမှာဆိုလို့ရှိရင်လေဒီ Adagula တို့ Brahim Diaz တို့ ဘယ်ဘာဒီတို့ဒီလိုကစားမမျိုးတွေအဲ့ညာချမ်းတိုက်စစ်တောင်မှာဆော့တယ်တခါကျရင်အင်းရစ်ကလည်းအဲ့ဘက်မှာဆော့လို့ရတဲ့နေရာရှိရယ်အဲ့ဆိုတော့ ရီယယ်မက်ဒရစ်တင်းရဲ့တက်စစ်တောင်ပေါ်မှာဒီဇာမားအနေနဲ့ဆက်ပြီးစော့ကျင်နေဆိုရင်တော့အရန်ကွာတော့ထိုင်ရဖို့တော့များတယ်အကယ်၍များသူ့ကိုလိုချင်တဲ့အတင်းတင်းစီပဲထွက်ခွာမယ်ရီယယ်ကိုနှုတ်ဆက်မယ်ဆိုရင်တော့အာဆင်နယ်ကလက်ရှိဈေးကွက်ထဲမှာအတက်အဖြစ်ဆုံးဖြစ်ရှိနေပါတယ်ကျွန်တော်ဒီသတင်းတွေကိုတင်ဆက်ပေးရလဲအခောက်အခါပဲဒါပေမဲ့မေယာမတိကြတဲ့သတင်းထက်ဆိုင်အာဆင်နယ်တကယ်ထဲထဲဝင်လုံနေခဲ့တဲ့နီးစက်တဲ့သတင်းလေးတွေကတော့ထပ်ခါထပ်ခါဒီလိုမျိုးနောက်ဆုံးရအချက်လက်တွေကိုဖော်ပြပေးဖြစ်ပါမယ်ဒုတိယသတင်းလေးဘုကတော့ Bayern Insider ကဖော်ပြထားပါလေဒါကတော့ Bayern သတင်းထောက် Christian Force ရေးသားထားပါမနေ့ကည9နာရီလောက်အချိန်မှာတော့ဒါ Martinelli ကို Bayern Munich ကစိတ်ဝင်စားတဲ့အသင်းနှစ်သင်းကြားဆွေးနွေးရဲ့ဘာညာသတင်းတွေတက်လိုက်သေးတယ်ဒါပေမဲ့အဲ့သတင်းတွေအပြင်မှာဘာမှပြောစရာထွေးထူးမရှိတာဖြစ်တဲ့အတွက်မနေ့ကမှကျွန်တော်မထည့်ပေးခဲ့တာဒါပေမဲ့ကျွန်တော်စောင့်အောင်ကြိုးနဲ့တယ်လို့ပြောလို့ရတယ်အဲ့သတင်းထွက်ပေါ်လာပြီးနောက်ထပ်3-4နာရီအကြာမှာတော့အဲ့ Bayern Insider မှာသူစောင်းမရှိရှိပုံစံမျိုးရေးဝါတွေ့တယ်အဲ့မှာရေးသားထားတဲ့အချက်လက်တွေကိုကျွန်တော်နှုတ်ထုတ်ပြီးတော့ကြောညိကိုတွေကိုဒါဘာသာပြန်ပြီးပြောပြပါမယ်။ Bayern Insider မှာဗားရေးသားထားဆို Martinelli ကိုစလ လယ်ရီစီကိုဘိုင်ယန်မြူးနစ်အသင်းတာဝန်ရှိသူတွေကဆက်သွယ်ခဲ့တယ်။ဒါကပထမဆုံးဆက်သွယ်တာတော့မဟုတ်ဘူး။အရင်တော့ဆက်သွယ်ခဲ့တာတော့တောမတ်တူချယ်ကဘိုင်ယန်နီးပြဖြစ်ရှိခဲ့တုန်းကလည်းတခါမာတီနယ်လီစီကိုဆက်သွယ်ခဲ့သေးတယ်။ဈေးကွက်တန်ကြီးယူ55တန်ပေါင်48တသမတသန်းရှိဒီကစားမောက်ကိုသူတို့ကစာနေထွက်ခွာသားရဲ့တောင်ပန်အတွက်အင်အားဖြည့်ခြင်းတယ်။အခုကဘာဖြစ်လဲဆိုတော့သူတို့အနေထားကဒီ ဘယ်ဘက်ချမ်းတက်စစ်တောင်မှအတွက်စာနီကိုတက်တန်းတူဖို့ကြိုးစားတယ်။ဒါပေမဲ့ကစားသမားကနာဒါစီရွေးသွားတယ်။โอเคဒါဆိုဈေးကွက်ထဲမှာနီကိုဝီလျံတို့လိုက်တယ်။ ကစားမဘာစီလိုနာပြောင်းသွားတယ်အဲ့ဆိုဈေးကွက်ထဲမှာအခုဘိုင်ယန် insider ရေးသားထားချက်အရဆိုတော့လီဗာပူးကလူးဝစ်ဒီယက်ကအာဆင်နယ်ကမာတင်ဒယ်လီကိုတော့ဘယ်ဘက်ချမ်းတိုက်စစ်တောင်းမတွက်သူတို့ကယာထားတယ်တကယ်လဲဆွေးနွေးမှုတွေစတင်ပြီးချင်းကပ်မှုတွေလုပ်နေဒါပေမဲ့အာဆင်နယ်ကမာတင်ဒယ်လီခေါ်ကြီးရတော့ဘိုင်ယန်တို့အတွက်ပိုပြီးခတ်မယ်ထင်တယ်တစ်ဖက်ကလီဗာပူးကရောင်းကြည့်နေဆိုပေမဲ့တန်ကြီးတရက်ကိုပေးဦးမှလဲ DS ကထွက်မှာဘာလို့လဲဆိုတော့လီဗာပူးအသင်းရဲ့နီးပြအာနီစလော့လက်ထက်မှာလဲ DS ကအဆင်ပြေဖြစ်တဲ့အတွက်ပြီးတော့အိုက်တာကမာတင်ဒယ်လီကိုဝယ်ခဲ့တော့တန်ကြီးအများကြီးပေးပြီးဝယ်ခဲ့တာမဟုတ်ဘူး အီတူရန်တို့အသင်းဆီကနေဇင်းနေလီနဲ့ဝယ်ခဲ့တာအဲ့တည်းဆက်ပြီးထားလို့ရှိရင်ပရက်ရှာရမ်းမရှိဘူးအသင်းရဲ့အရန်ဖြစ်ဖြစ်ကျွန်တော်ကတော့မာတင်နယ်လီကိုမယောင်းစေချင်သေးဘူးသူတိုးတက်လာတာမတိုးတက်လာတာတပိုင်းဆိုတာတက်စကွတ်အင်အားရဆိုရင်တော့အရန်မှာထားတင်သေးတယ်အခုကျွန်တော်တို့ကမာတင်နယ်လီကိုရောင်းလိုက်ပြီးတော့ကဘာစစ်တက်စစ်တောင်မကသာမတူရောက်လာမယ်လို့လည်းသွားပြီးစိတ်ကူးရင်လို့မရဘူးမနစ်ကအတီအန်ကက်တီးရောင်းလိုက်ပြီးဘယ်တိုက်စစ်မှမဝယ်ခဲ့တဲ့အဲ့ဒီဘုတ်ဖွဲ့တောက်ချိုးကိုလည်းကျွန်တော်တို့ကလည်းမှတ်မိနေသေးပဲ အဲကြောင့်အာဆင်နယ်အသင်းနေနဲ့ကဘာအဆင့်ဘယ်ဘချမ်းတက်စစ်တောင်ပင်ကစားမတူမဝယ်နိုင်မဲတော့မာတင်နေလိုလက်လွတ်မဲ့မထင်ဘူးအာဆင်နယ်ကယူ84တန်းလောက်လိုချင်တဲ့ကြားသိရဒါတော့ဘိုင်ယန်အစ္စရာရေးသားတာမဟုတ်ဘူးလေတချို့ report တွေမှာတွေ့ရအာဆင်နယ်ကယူ84တန်းရရင်လက်လွတ်မဲ့စာချုပ်ကလည်း2029ခုတိပဲကျန်တော့တယ်အခုဘိုင်ယန်လိုက်နေခဲ့တဲ့ကစားသမားနှစ်ဦးစလုံးဒီ2029စာချုပ်ကျန်တဲ့သူတွေအဲဒီနှစ်မှာလက်ပေါဘူးအာဆင်နယ်ကမရောလဲရတယ် နောက်နှစ်2026မှာရောင်းလို့ရတယ်။အခုအာဆီနယ်က2029ခုနှစ်ကုလတီပဲတက်တန်းရှိရတဲ့ဆာကာဂေဗရီယယ်ဝီလျံဆာလီဘာဒီသုံးဆိုလို့တက်တန်းတူဖို့ဒေါ်ရှော့လုပ်တယ်။ကျန်တဲ့တယောက်လည်းအဆင်ပြေကနေပြီ။အရှေ့ကဂေဗရီယယ်လည်းတက်တန်းတူပြီးပါပြီ။ဒီနေ့ထားမှာ2029တက်တန်းရှိရမာတင်လီကိုဘာကြောင့်အလောတကြီးတက်တန်းမတိုးလဲ။ ကစားမတိုးတက်လာနိုင်ခြင်းနဲ့ပတ်သက်ပြီးတန်တရားဝင်လာလားဒါမှမဟုတ်2026မှာပဲတက်တန်းတိုးလဲကစားမဘောပွဲတစ်ချောင်းရှိရင်လက်မှတ်ထိုးမယ်ဆိုတဲ့တော်ကီမျိုးအရင်တော့ပြောခဲ့ပြီးတာဖြစ်တဲ့အတွက် AC များလုံးနေသလားဒါတော့ကျွန်တော်မသိဘူးတရားတခုတော့အသင်းရဲ့တကယ်ကြောရိုး player တရားတိုးဂိုး30 40သွင်းနဲ့တက်စစ်တောင်းမယ်ကစားမတူးဆိုရင်တော့မာတီနီတို့သူတို့အခုချိန်မှာတက်တန်းတိုးဖို့ဆွေးနွေးနေပြီအဲ့တော့မာတီနီနဲ့ပတ်သက်ပြီးသူတို့ကိုယ်တိုင်လည်းအားမရအောင်ဖြစ်လောက်တယ်မာတီနီလီတင်လို့ရလောက်တဲ့ကဘာစစ် ဘယ်ဘချန်တက်စစ်တောင်မှကစားသမားတူအာဆင်နဲ့ရောက်လာရင်တော့ဒီကစားသမားလေးတဖြည်းဖြည်းပူပြီးတိုးတက်လာမယ်လို့ကျွန်တော်ယုံကြည်တယ်။ညီကိုတော့ဘယ်လိုထင်လဲ။မာတီနီယိုလက်ရှိချိန်ရောင်းရင်ဈေးကောင်းရနိုင်လား။ဒါမှမဟုတ်စပီးထိန်းတဲ့လားခုံးမောင်ဝင်ရောက်ရေးသားပြီးတော့ပါဦး။တတရမြောက်သတင်းတစ်ပုဒ်ကတော့ဒါတူရကီသတင်းထောက်ယာကျစ်ဆေဗန်ချူလူဖော်ပြထားပါလေ။ဒါကတော့အရီဇာဘလကာကီပါကိုဂျားဖြတ်လူဖို့အတွက်စဉ်းစားလာနေခဲ့တဲ့ဂါလာတာစေကလာရာစီးတင်တာဝန်ရှိသူတွေကသူတို့ရဲ့ဂိုးသမောင်း option အတွက် Chelsea အသင်းရဲ့အသက်ဒါ30ရွယ်ရှိဖြစ်တဲ့ Spain သား ဂရီဇာဘလကာကီပါကိုသူတို့ကစိတ်ဝင်စားတယ်အာဆင်နယ်နဲ့တော်တော်များကိစ္စတွေပြီးစီးတာတော့မှဂျာဖြတ်လူဖို့ကြိုးစားလာတယ်။ဒါပေမဲ့ဒီတူတူကီတင်းအောင်ဖော်ပြထားချက်အရဆိုတော့အာဆင်နယ်တို့ကသူတို့သဘောတူညီတိုင်းပဲဆက်ပြီးလုပ်နေတယ်။ပြီးစီးတော့နှီးပါတော့ဖြစ်နေပြီဆိုပြီးပြောသွားတယ်။ဒီအချက်လက်တွေကြောင့်တစ်ဖက်ကဝင်ပြီးတော့ဂျာဖြတ်လူမယ်ကန်လက်မယ်ဆိုလို့ရှိရင်တော့မှဒီကစားသမားအာဆင်နယ်စီပဲရောက်မှာ။အဲ့ဒါလေဘာကြောင့်ဒီလိုသတင်းတွေထွက်လာဆိုတော့အာဆင်နယ်ဘုတ်ဖွဲ့ဦးကမဟုတ်တာ။ကျွန်တော်ပြောပြီးသားကျွန်တော်တို့အရှိရ ဇူမနီကိစ္စဟုတ်ပြီဂျူလိုင်ကျတော့မှပဲဗန်နိုင်းဝင်ပြချင်လို့ထားလိုက်တော့နားလေပြီးလို့ရတယ်ဒါပေမဲ့ကီပါကို၅တန်းနဲ့ဗျာဟီဝီကိုဖြစ်ထားလဲကြာပြီအထူးသဖြင့်ဟိုအွန်စတိန်လို့တရင်တော့မျိုးကအတီးပြူထားတာဒီလိုကစားမျိုးလက်ရှိအချိန်ဒီအာဆင်နယ်ကဂျာစီပေးမှုဝင်နိုင်သေးဘူးအဲ့ဒါကြီးကတော်တော်ဆိုးနေခဲ့တာ ဲ့တော့အာဆင်နယ်ဘုတ်ဖွဲ့ကတကယ်ပဲ lady legan လားအပြောင်းရွှေ့မှာတကယ်ရောစိတ်ပါရဲ့လားသူတို့က၈လပိုင်းရောက်တော့မှာပဲတကယ်ကြိုးစားကြမှာလား9လပိုင်းထိအိမ်မောကြနေမှာဆိုတော့ကျုံစောင့်ကြမှာဗောလေဒါတော့မှကစားသမားအာဆင်နယ်ကိုခေါင်းညှိထားလို့လောက်မြန်မြန်ဖြစ်သွားပြောလို့ရတယ်အဲ့တော့ Ryan နဲ့ရှင်ပြိုင်ပြီးတော့အဓိကကိုယ်သမားဖြစ်ဖို့အတွက်အာဆင်နယ်ကိုရွေးချယ်လိုက်တာဆိုပြီးတချို့ report တွေကဖော်ပြထားတယ်တကယ်လဲကျေးဇူးတင်ပါတယ်အခုကျွန်တော်တို့ကကြီးများနေမှာချိန်မဟုတ်ဘုတ်ဖွဲ့ရဲ့ဆွေးနွေးမှုတွေညံဖြင်းလုံးပြီးတော့နှေးကွေးလေးလံလုံးတဲ့အတွက်အာဆင်နယ်ကိုလာချင်းနေဆိုပြီးခေါင်းညှိတဲ့ player တွေကိုကျေးဇူးတင်နေရတဲ့အချိန် ြစ်နေအဲ့တော့ကီပါတို့တော့အာဆင်နယ်တို့ကပေါင်၅သန်းနဲ့ခေါ်ယူလိုက်မယ်နှစ်ရှည်ကွန်ထရက်ချုပ်မယ်ရိုင်ယာနောက်ကပရက်ရှာပေးဆိုမယ်အတွေ့အကြုံရင်ဂိုးသမားတဦးအနေနဲ့ရိုင်ယာနဲ့ဒက်ရှင်ပြိုင်သွားဖို့ဒီကီပါဆန်တာပြင်းပြနေလို့ကြားသိရသိကြပါတယ်ကီပါအာဆင်နယ်ရောက်ပါလိမ့်မယ်အခုကတော့တည့်ရတိုင်းပဲဇူယီမန်ဒီလိုပဲနောက်ထပ်တလားလောက်ထိကီပါကအာဆင်နယ်တရင်ဝင်လက်မှတ်ထိုးရိုက်ပါကြီးကြံ့ကြအောင်မယ်လို့ထင်နေပါတယ် ဘောလုံးပွဲတွေကစားမယ်ဆိုရင်တော့ကိုထုတ်စီမှာလာပြီးတော့ကစားလို့ရပါပြီကိုထုတ်ကိုတိုင်ဒါအေဂျင့်လုပ်ပြီးတော့ကျွန်တော်ညီကိုတွေကိုဒါဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့နွေနွေထွေးထွေးကြိုဆိုပါတယ်ဘောလုံးပွဲလောင်းတာကတော့မကောင်းဘူးပေါ့လေဒါပေမဲ့ဘောလုံးပွဲကိုလောင်းပြီးတော့နိုင်သွားတဲ့ဖီလေးရလဲဒါကြိုက်တဲ့လူတက်ဆိုဆွဲလန်းမှုပဲအဲ့လိုဘောလုံးပွဲတွေကိုကစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာလာပြီးဆော့လို့ရနေပါပြီ Viber ဖုန်းနံပါတ်ဆို39646463 Telegram နံပါတ်39958300ကိုဆက်သွယ်ပြီးတော့ကစားလို့ရနေပါပြီ Iver 69 Sport 8000 application တွေမှာစော်လို့ရနေပါပြီခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ player နှစ်ယောက်ကြောင်းနဲ့ဖော်ပြပြီးသွားမယ်ပထမတစ်ယောက်ကတော့ Ethan Wanady England U21 စပိန်က U21 ကိုအနိုင်ကံသွားခဲ့တဲ့ပွဲစဉ်မှာဆိုရင်တော့ Ethan Wanady က6မိနစ်ဝင်ပြီးကစားသွားတယ်အဲ့ဒီပွဲစဉ်မှာ England U21 ကစပိန် U21 ကို3ဂိုးတကူနဲ့နိုင်ပြီးတော့ C5 ရင်တက်လန်းသွားတာတစ်ဖက်မှာလည်းဒါ C5 ထဲမှာဆိုရင်တော့ Netherlands နဲ့ကစားရမယ်25ရက်နေကြာရင် နောက်ထပ်စီးပိုင်းနဲ့တွဲဆိုင်ဖြစ်တဲ့ဂျာမနီပြင်သစ်အဲဆိုအင်္ဂလန်နဲ့နယ်သာလန်နိုင်ငံအသင်းရဲ့ဂျာမနီပြင်သစ်နိုင်ငံအသင်းရတော့ဘိုလူဘွဲဖြစ်ခံရမယ် U21 ဗောလေတကယ်နောက်ထပ်တယောက်ကကြတော့ဒါရူဒီကလက်တီဖော်ပြထားတဲ့အာဆင်နယ်ရဲ့ပလေယာဟောင်းကြီးမှတ်မိကြအောင်မယ်ဒီပါတယ် Greenish Shakai Shakai ရဲ့လက်ရှိချိန်မှာတော့ Bayer Leverkusen မှာရှိနေတာမှတ်ပေမဲ့သူ့ရဲ့ သူသဘောကျတဲ့နီးပြထွက်ခွာသွားတယ်သူ့ရဲ့ quality ကစားပေါ်တွေထွက်ခွာသွားတဲ့ခါမှာသူကိုယ်တိုင်လည်း AC Milan ကိုပြောင်းဖို့အတွက်စိတ်ဝင်စားတယ် AC Milan ကလည်းမကြခင်မှာတရားဝင်ကလန်ဘူးအတွက်ပြင်ဆင်ထားတယ်သူတို့က Euro 7000ကလန်ကျင်တယ်ဒါကတော့ bonus အပါပေါ်လေးဒါပေမဲ့ AC Milan ရဲ့ နားထောင်မှုဆိုရင်တော့တစ်ဖက်ကဒီ BL Leverkusen ကသူတို့လူချင်းနဲ့နှုံနှားတစ်ခုလည်းတတ်မှတ်ထားတယ်။အဲ့ဒါက Greenwich Sharks နဲ့ပတ်သက်ပြီး Euro 15တန်း Plat at on bonnet ဘာညာနဲ့ကမ်းလမ်းမှာပဲနားထောင်မယ်။အဲ့ဒီထက်နည်းတဲ့ပမာဏဆိုစိတ်ဝင်စားအောင်ဆိုပြီးတော့အကြောင်းပြထားတွေ့ရတယ်။အဲ့တော့တစ်ဖက်ကကမ်းလမ်းမှုပြင်ဆင်ရင်ပဲလေသူတို့ကမ်းလမ်းမဲ့တန်ကြီးနဲ့ဂျားထဲမှာ10တန်းနီးပါးလောက်ဟာတယ်။ ါအတ်တုံဘောနက်၅သန်းမှာထက်တွက်မှာဆိုလို့ရှိရမော်လေအဲ့တော့ဘေးယားလီဗာကူစင်အသင်းစရာဒီကစားမောက်ကိုခေါ်ဖို့အတွက် AC Milan နောက်ထပ်ကြုံရတဲ့အခက်အခဲတစ်ခုကဘေးယားလီဗာကူစင်အသင်းရဲ့နီးပြ Eric Ten Hag ကအရေးကြီးတဲ့ player အဖြစ်ဒါ green shark ကိုဆက်ပြီးထိန်းထားလို့ရတယ်။ shark ကတော့သူ့ရဲ့အတွေ့အကြုံတွေနဲ့ကုညီပါပဲ။ဒီ Switzerland ကလက်ရှိချိန်မှာတော့အသက်32နှစ်ရှိပြီ။ Euro 25သက်နဲ့ Arsenal ကနေ2023တော့ထောက်ခွာသွားတာမှိုင်မဲ့ quality player ကျွန်တော်တို့ရှာကန်ရဲ့ကွက်လက်ကိုလက်ရှိချိန်ထိတသသပြောနေတယ်ဆိုတာကအရေးချင်းနေအများကြီးကျွန်တော်ရားခဲ့လို့ဟိုပလေယာတက်ကတော့အမြဲတမ်းထင်ပေါ်ပြီးတော့ဝုံတိုင်းကောင်းကင်ပြီးတော့မဟုတ်ဘူးဒါပေမဲ့သူဘီနာကစားသမားတွေခြေစွမ်းတောက်ပါလာအောင်သူ့နဲ့ speed တွေချဲပြီးရဲ့ပိုင်းမှာတော့ green shark ကကျွန်တော်တို့အခုချိန်ကြီးလွမ်းလောက်လှုပ်သွားတယ်ပြောလို့ရပါလေဘာပြောပါ green shark တယောက် AC Milan ကိုပြောင်းဖြစ်မလား BN Leverkusen မှာပဲဆက်နေမှာဆိုတော့ကျွန်တော်စောင့်ကြည့်ပါပါကျွန်တော်ကတော့ AC Milan ကိုပြောင်းသိကြပါတယ်အဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါခင်ဗျာဒီနေ့နဲ့ပတ်သက်ပြီးဒါတွေကတော့နောက်ဆုံးရသတင်းတွေပါ